အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွန်ရေးသားထားတဲ့ရင်ငိုပွဲဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ရင်ငိုပွဲစုံညီပွဲတော့အတွက်အထက်တန်းကျောင်းတကြောင်စီမှဖြော်ဖြေပွဲတစ်ခုစီလာရောက်တင်ဆက်ရမည်။ကျွန်တော်တာဝန်ခံကျောင်းအုပ်လုပ်တီကျောင်းကိုအမေရောက်လာသည်။အကောင်းဆုံးတင်ဆက်နိုင်သည့်ကျောင်းကိုစုလည်ပေးမည်ဟုဆိုပါသည်။ အမှန်ဆိုရလျင်မှန်းညာလောက်စစ်ဆေးကထူးချွန်သည်ဟုတတ်မှတ်ခြင်းကိုတဘောမကြပါယခုဖြော်ပြပွဲဆိုသည်ကိုတော့စိတ်ဝင်စားမိသည်ဒါကလည်းကလေးရီရဲ့ talent တစ်ခုကိုဖော်ထုတ်ပေးသည်ဟုမြင်မိသည်ဆရာကျမတို့နက်ကတော်ရင်တိုက်ပေးမယ်ဆရာဥွှေရုံနဲ့တော်မုံဖိုးသူတော်ရင်ဆရာမတွေတယောက်တမျိုးအကြံပြုကြသည်ကျွန်တော်ပြောမိသည်ဆရာမတို့ဒီထက်ကောင်းတဲ့အကြံမပေးနိုင်တော့ဘူးလား ကျွန်တော်ကသူတို့အကြံပေးချက်များကိုလက်မခံသဖြင့်ဆရာမတွင်လက်လျှော့ကုန်သည်ဆရာအကြံတစ်ခုရှိပုံပဲအေးဗျာစဉ်းစားကြတာပေါ့ကျွန်တော်ကတော့မဲပြပစိုးရင်နဲ့မပြိုင်ချင်ဘူးကလေးတယောက်ရဲ့အရေးအသွေးကိုအမှန်တကယ်ဖော်ထုတ်ပြနိုင်တဲ့ပွဲဖြစ်အောင်လုပ်ချင်တယ်ကျောင်းတစ်ကျောင်းတွင်ဆရာဆရာမဆိုသည်မှာနားမျက်စိကို ဖွင့်ထားနိုင်မှ တော်ကားကြသည်တနေ့ကျွန်တော်ကလက်စုကွင်းဖက်တို့အလဲသွားသည် ထမင်းစားဖိတ်ထားသောကြောင့်ဖြစ်သည်။လေကွင်းတွေကိုဖြတ်ပြီးခင်တန်းလေးတစ်ခုစီဝင်လိုက်ချိန်တွင်တချင်းဆိုတန်တတရရလေးကိုချလိုက်ရသည်။သူနေသိမ့်တန်ရဲ့တချင်းချောင်းဆက်တင်နွားတွေရှိနေသည်။နွားကြောင်ရင်တချင်းဆိုနေခြင်းဖြစ်သည်။တချင်းဆုံးတော့ကျွန်တော်ကလက်ခုပ်တီးလိုက်သည်။ဟာဆရာကြီးသားကအတန်တိတ်ကောင်းတယ်လို့အစိုးလဲပိုင်တာပဲဘယ်သူတင်ပေးတာလဲ။ ပပားတင်ပေးတာအေးအေးဆရာသွားလိုက်အောင်မယ်ခလဲစုကိုထမင်းသွားစမလို့ကျွန်တော်လေကွင်းကိုဖြတ်ပြီးတဲနာရောက်ခါနေတွင်မဲတလီတန်တက်တဲ့ကိုကြားရသည်ဦးကျင်ပွင်ဟာဆရာကြီးရောက်လာပြီလားအစ်စ်မဲဆရာကြီးရေဝါသားရလို့ချက်ထားတယ်အေးခင် ထမင်းဝိုင်းပြင်ဟဲ့ဆရာကြီးရောက်လာပြီဦးကျင်ပွင်မဲတလင်သေးတာပဲသူလဲဗျာ ဆရာတပည့်လေသားကိုလက်ထပ်တင်ပေးထားတာဆရာကြီးစိန်ကျင်ရေစိန်ကျင်ဒီမှာဆရာကြီးရောက်နေတယ်ရိုးထဲမှာမောင်ချစ်ခင်နဲ့တွေ့ခဲ့တယ်ချစ်ခင်ကသားနဲ့အတူတူတချင်းလာဆိုလို့ရှိတယ်ဒီကောင်အတန်ကောင်းတယ်သူ့အဖေချစ်သီးကလည်းတချင်းဝါသနာအရှမ်းပါတာကျွန်တော်လဲသွားရင်းလာရင်အကြံတစ်ခုရသွားတယ်မောင်ချစ်ခင်နဲ့မောင်စိန်ကျင်ကိုပွဲထုံရမည် မျိုးကိုသွားရန်လှဲပေါ်တွင်နေရာယူထားသည့်ကျွန်တော်တို့ဆရာတပည့်တွေကိုကြည့်ပြီးဦးချစ်သည်နှင့်ဦးကျင့်ပွင့်မျက်ရည်တွေဝိုင်းနေသည်ကျွန်တော်တို့မျိုးကို ရောက်တော့ဖုန်းကြီးကျောင်းမှတဲကြသည်ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်လာသည်ခလဲတွေတော်ကြသည် အဖွဲလိုက်တင်ဆက်သွားကြသည်မှာအားရဆရာကောင်းသည် ကပွဲပြီးသွားသည် ကျွန်တော်တို့ကြောင့်ဖြော့ဖြစ်ရန်အလှည့်ဖြစ်သည်ကျွန်တော်တပည့်နှစ်ယောက်စင်ပေါ်တက်လာသည် ခါမရဲမှပရိသတ်များရည်ကြသည့်အတန်ဝေါ်ကလေးထွက်ပေါ်လာသည်။မောင်စိန်ကျင်ကကလထိုင်ပေါ်တွင် ထိုင်လိုက်ပြီးလက်တက်ဆန်းသည်။မောင်ချစ်ခင်ကမိုက်ခရိုဖုန်းရှိတွင်ရင်လိုက်သည်။ကလာအကဟေးကလာအကလူတွေရည်ကြပြန်သည်။မောင်ချစ်ခင်က ကလာဝတ်စုံနှင့်ဖြစ်သည်။ထို့ကြောင့်လူတွေကရည်နေကြသည်။မောင်စိန်ကျင်က အဖေတယုတ်အမေမြမား မောင်ချစ်ခင်ကတော့မိဘနှစ်ပါးစလုံးကဟိန်းနူများဖြစ်သည်မောင်စိန်ကျင်ကမဲတလင်စားလိုက်ပြီးအစာပိုက်ကိုတည်လိုက်ချိန်တွင် အားလုံးတိတ်သွားသည် ကလားလေးမောင်ချစ်ခင်စာဝင်ပြီးပန်းတွေကစိန်ပန်းတွေကစိန်စိန်နဲ့စုံနှန်းတာမြိုင်ရှာပုံဖွင့်လိုက်ပါတော့ရဲ့ခါမကြီးတစ်ခုလုံးတိတ်သွားသည် အဆိုလဲကောင်းအတီလဲကောင်းအားလုံးကိုမင်သက်အောင်လုပ်နိုင်သောကြောင့်ကျွန်တော်ပီတိမျက်ရည်များပင်ကြာလာသည်မျက်ရည်များကို လက်ကင်ပေါ်ဝါဖြစ်တုတ်ပြီးကျဉ်းနှံနေမိသည်ဆရာရဲ့ဆရာတပည့်တွေကတော်လိုက်တာဆရာကအားလုံးကိုအကြောင်ရိုက်တာပဲတယုံနဲ့ကလားကိုပွဲထုတ်ပြီးသူနေသိမ့်တဲ့တခြင်းနဲ့ညင်အောင်လှုပ်ပြတာအယံကောင်းတဲ့စိတ်ကူပဲဆရာကျွန်တော်ဘေးမှာဆရာမလေးရဲ့ချီးကျူးသည့်စကားကိုတာယာနေမိသည် ။တချင်းအစုံတွင် အားလုံးလက်ခုပ်သီးကြသည်။ပရိသတ်တောင်းဆိုမှုကြောင့်တချင်းတပုတ်ထပ်မံဖျော်ပြေးခွင့်ရခဲ့သည်။စင်မော်ကဆင်းလာသည့်တပည့်နှစ်ယောက်ကိုကျွန်တော်ပြေးဖမ်းမိသည်။ဆရာကြီးတားတော့မမားပါဘူးနော်။ကြောက်ကြောက်နဲ့ဆိုရတာလူတွေကြားမှာမဆိုဘူးဘူးဆရာကြီးရဲ့။မောင်ချစ်ခင်မျက်ရည်တွေဝဲနေသည်။ဆရာကြီးတားတော့စုရပါမလား။ ဒါလူတွေအားလုံးကိုငြိမ်သွားအောင် လုပ်နိုင်တယ်။နောက်တစ်ပုတ်ထပ်တောင်းကြတာအဲ့ဒါပြိတက်ပေးတဲ့စုပဲတော်ပြီပေါ့။စုကျင်ညာသည်ကျွန်တော်အကြောင်းကနှစ်သိမ့်စုပင်မယား။ရွာအပြန်လှဲပေါ်ရင်းဖြစ်သည်။မောင်စိန်ချင်းမဲတလင်သီးကွာ။ဒါမောင်ချစ်ခင်အသေးတရာအညာတစ်ခုစိုးစမ်းကွာ။ဟုတ်ကဲ့ ခေါလောင်းတန်တညာညာပေးတဲ့ရွာချောင်းကို ပြေးမြင်မိရင်တရိယာနေတဲ့တငယ်ချင်းရဲ့တို့များငငယ်တုန်းကရွာအဝင်လမ်းစီကနေလက်ချင်းရှက်ကပြေးကလွားကကြောင်းတက်လာကြတာရယ်ကျွန်တော်တချင်းကို လိုက်ဆုံနေမိသည်ဟာဆရာကြီးကလည်းတချင်းဆိုသလားအမှန်တော့ကျွန်တော်ရင်ထဲတွင်ငိုနေမိချင်းဖြစ်သည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးစရာကြီးတင်ညွှန်ရေးသားထားတဲ့ရင်ငိုပွဲဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြွဆွန်လိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ပျောက်တော်သူရှာမတွေ့ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပျောက်တော်သူရှာမတွေ့နန်းကြညိုသည်အသက်30ကျော်အပြိုဟိုင်းကြီးတူဖြစ်သည် ဖားခင်အိုကြီးကိုလောက်ကင်ကျွေးမွေးနေရသဖြင့်အိမ်အောင်မပြုတ်ခြင်းလည်းဖြစ်နိုင်သည်သူတို့သားအဖသည်ရွာတွင် လူချမ်းသာပိုင်းစီဝင်သည်ဖားခင်ဖြစ်သူဦးကျော်ရှင်က အသက်80နာနီလာသဖြင့်လုပ်ငန်းတွေကိုနားကတမီးကိုအိမ်ဆောင်ရတာချပေးခြင်းနေသည်ထို့သောနားချရမရသည့်အဆုံတွင်လက်ပိုက်ကြည့်နေလိုက်ရသည်ဆရာလေးရေတမီးကိစ္စလေးပြောချင်တဲ့ဗျာ တနေ့တွင်ဦးကျော်ရှင်ကကျွန်တော်ကြောင်းထဲကိုဝင်လာပြီးဆိုင်းမစင်ပုံမပါပြောချလိုက်ခြင်းဖြစ်သည်ထိုအချိန်ကကြောင်းလှုပ်ခြင်းဖြစ်သည်ဖြင့်ကျွန်တော်ကကြောင်းဆိုင်ခင်းကိုရေလောင်းနေခြင်းဖြစ်သည်ဘာများလဲဦးရဲ့တမီးကိုလင်ကောင်းသားကောင်းလေးများနဲ့နေရာချထားပေးခြင်းလို့ပါအဲ့ဒါကျွန်တော်ကိုဘာဖြစ်လို့များလာပြောနေရတာလဲခင်ဗျာရှင်းအောင်ပြောရရင် ကျွန်တော်ကတော့ဆရာလေးနဲ့တမီးကိုလှုပ်သဘောတူနေတာ ဟာဗျာဦးလေးကလည်းဒဲ့ကြီးပဲဒဲ့ပြောမှဖြစ်တော့မယ်ရွာထဲမှာ လူကောင်းရှားတကူဗျအရက်သမားတွေကြီးပဲရွာမှာအယိုးသားဆုံးလက်ညှိုးထိုးပါဆိုဆရာလေးတို့လောက်ပဲရှိတာအဲ့ဒါကြောင့်ကျွန်တော်ကသမီးရှင်ဖြစ်ပေမဲ့ဒဲ့ပြောရတာဦးလေးရေအိမ်တော်ရသားပြုတ်တယ်ဆိုတာနှစ်ဦးနှစ်ဖက်လက်ခံကြည့်ဖြူမှ လုံးလို့ရတာပါနန်းကြညိုကသဘောကျမှဖြစ်မှာပါ ဆရာလေးဖက်ကသာခေါင်းငိမ့်လိုက်ချက်ချင်းဖြစ်စေရမယ်။ထိုနေ့ကကျွန်တော်ခေါင်းမငိမ့်လိုက်ပါ။ဦးကျော်ရှိန်လည်းကျွန်တော်နှစ်စကားပြောပြီးသုံးရက်မြောက်နေ့တွင် ရုတ်တရက်အကွယ်လွန်သွားပါတော့သည်။ထို့ကြောင့်သူ့သမီးနှင့်တဘောသူချင်းကိစ္စသည်လည်းနှိဋ္ဌိတန်သွားရလေတော့သည်။နန်းကြညိုသည် သူ့ဖခင်ကွယ်လွန်သွားပြီးနောက်တွင်မျိုးရှိသူ့အမဖြစ်သူထံထွက်သွားသည်။ကျွန်တော်စိတ်တင်6လခန့်ကြာတော့အခါသူပြန်လာသည်သူတယောက်တည်းမဟုတ် လူတယောက်ပါလာသည် ထိုသူနာမည်မှာကော့ထုံးမြိုင်ဖြစ်သည် သူတို့ရွာတွင်အကျဉ်းချုပ်ပြေးလက်ထပ်လိုက်ကြသည်ကော့ထုံးမြိုင်ကနန်းကြညိုအဆက်အသွယ်ဖြင့်တစ်ကုံတဲ့ဝါးကုံတဲ့အလုတ်ကိုလုတ်ကိုင်းသည်နန်းကြညိုကအိမ်တွင်အိမ်ဆိုင်ဖွင့်သည် သူတို့လုပ်ငန်းအောင်မြင်သည်စီးပွားရေးလည်းကောင်းသည်လင်မယားနှစ်ယောက်တိုင်ညင်လဲညင်လောက်ကန်ကြ၍စီးပွားသက်သည်တို့တော့ကောင်းချင်းနောက်တွင်ဆိုးချင်းကကပ်ပါလာတတ်သည် ကိုထွန်းမြိုင်တရာအရက်လေးသမျှများဖြစ်လာသည်ပိုစိုးသည်မှာမိမ့်မမှုပွေလာခြင်းဖြစ်သည် တဖဲရွာမှာစိတ်များဆိုသည့်မိန်းကလေးနှင့်ဘာလိုလိုတွေကြားရသည်လင်မယားရံဖြစ်တန်တွေကြားရသည်မူပြီးဆဲတန်တွေကြားလာရသည်ရခင်ကတိတ်ဆိတ်ငိမ့်ချမ်းသောအိမ်မှာမီးလောင်သလိုဖြစ်လာသည်ဤသို့ဖြစ်ကိုထွန်းမြိုင်တရာရွာမှာပျောက်သွားသည်နန်းကြညိုကသူ့လူယုံအလုတ်သမားတွေနဲ့တစ်လုံငန်းဆက်လုပ်သည် ်ကိုထွန်းမြအကြောင်းမေးကြသည်စိတ်ဆိုးပြီးထွက်သွားသည်ဟုပြောသည်ကိုထွန်းမြနှင့်ဇလန်းရှုပ်သည်စိတ်မြကိုဝင်နေဖြစ်သွားသည်ကိုထွန်းမြပျောက်သွားပြီး၃လခန့်အကြာတွင်မြို့ကရဲတွေရောက်လာသည် ကိုထွန်းမြတင်လာမေးခြင်းဖြစ်သည်သူ့မိဘတွေက သူတို့သားအကြောင်းစုံစမ်းခိုင်းတော်ကြောင်ဖြစ်သည်နန်းကြညိုကလည်းတည်တည်ငြိမ်ငြိမ်ပင်ကျမနဲ့စိတ်ဆိုးပြီးထွက်သွားတာဘယ်သွားမှမသိပါဘူးဟုဖြေသည် ရဲရဲဟိုမေးသည်မင်းရွာလူကြီးထံဆုံဆန်းသည်တို့တော့သူတို့နောက်တရက်တွင် ပြန်သွားကြသည် ကိုထွန်းမြန်ဘယ်ရောက်သွားမှန်းမြည်သူများမသိလူတွေကအမျိုးမျိုးပြောကြသည် အစားဖြောက်လိုက်သလိုဝေဖန်ပြောဆိုကြသည်လူတယောက်ကို အစားဖြောက်ရသည်မှလွယ်တယ်အောင်မြည်တော့ဆိုစေနန်းကြညိုတွင်တပည့်လုံသားတွေများသည် သူပေးထားကြွေးထားသူတွေများသည် သူနဲ့မကင်းသူတွေများသောကြောင့်လဲသူ့ကိုဖေးမအကူအညီသူတွေများသည် ကျွန်တော်သူ့ကိုမျက်စိထဲမြင်မိသည် အသားဖြူဖြူတွတ်တွဲနှင့်ချောသည်ဟုမပြောနိုင်တော့လဲစက်တည်ရရှိသောမိန်းမတဦးဖြစ်သည်ကျွန်တော်နှင့်နန်းကြညိုတနေ့တွင်မြို့သို့အသွားကားတစ်စီးတည်းခေါင်းခန်းတွင်အတူစီကြသည်ကျွန်တော်ကသူ့ကိုမေးကြည့်မိသည်ကိုထွန်းမြတ်အကြောင်းဘာမှမကြားဘူးလားမကြားဘူးဆရာအင်း စိမ်မြကလေးလည်းဒီနှစ်ကျောင်းလာအပ်တယ်နော်ဟုတ်တယ်လေအဲ့ဒီကလေးကျမပဲမွေးစားထားတာဒါနဲ့စိမ်မြလည်းရွာကကလေးမွေးပြီးပျောက်သွားတယ်နော်ဟုတ်တယ်အဲ့ဒီကလေးကို သူ့အမေနဲ့ထားခဲ့လို့ကျမကတနာပြီးခေါ်မွေးထားတာအင်းတာသမီးကို စွန့်ပစ်သွားနိုင်တာတော့ထူးဆန်းတယ်သူတို့နှစ်ယောက်တနေရမှာပေါင်းချင်ပေါင်းနေမှာပေါ့ဆရာရဲ့ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးစရာကြီးတင်ညွှန်ရေးသားထားတယ်။ပျောက်တော့သူရှာမတွေ့ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။